ဘောလုံးရသည်တရားသည်စတင်ပြီဆိုတာနဲ့ကျွန်တော်တို့ဘောလုံးပြိုင်သက်တန်းရှင်အခွန်ရဆုံးပြိုင်ပွဲကတော့ချန်ပီယံလိဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာကိုယ်အသင်းပါသည်ဖြစ်စေမပါသည်ဖြစ်စေ16သင်းရှုံးထွက်အဆင့်လောက်ရောက်ပြီဆိုတာနဲ့ဘောလုံးပြိုင်သက်တန်းရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်တတ်ကြပါတယ်။ဒီနှစ်မှာတော့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအချိန်အဖြစ် BSC က Inter Milan ကို9ဂိုးပြတ်အနိုင်ယူပိုဆွဲနိုင်ခဲ့ပါတယ်။ ဒီနေ့ဗီဒီယိုမှာတော့ PSG တို့အနေနဲ့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးသောချန်ပီယံလိဘလားကိုရယူနိုင်မှုဘလိုရီကြိုးစားဖြစ်ကျော်ခဲ့လဲဆိုတာကိုပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe ပြုလို့ပေးပြီးတော့ဗီဒီယိုလေးကို VPN ခံကြည့်ပေးဖို့တောင်းဆိုပါရစေ။ဒီအကြောင်းအရာကိုပြောမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ PSG ရဲ့သမိုင်းကြောင်းလေးကိုအနည်းငယ်ပြန်ကြည့်ရပါမယ်။တကယ်တော့ PSG Paris Saint-Germain ဆိုတဲ့အသင်းစတင်ပေါ်ပေါက်လာခဲ့တာဟာ နှစ်ပေါင်း90ကျော်သာရှိပါသေးတယ်ကျွန်တော်တို့ချစ်စနိုးနဲ့စကြတဲ့ Nobulo ဆိုတဲ့ Manchester City ဆိုရင်အသင်းတည်ထောင်တာနှစ်ပေါင်း100ကျော်ကြာမြင့်ခဲ့ပြီဖြစ်သလို Champions League ဘလတ်တစ်ခါမှရယူနိုင်ခဲ့ခြင်းမရှိသေးတဲ့ Arsenal ဟာဆိုရင်လည်းပဲ club အသင်းတည်ထောင်ထားတာနှစ်100ကျော်ရှိနေပြီဖြစ်ပါတယ်။ PSG အသင်းဖြစ်ပေါ်လာပုံကတော့တခြားအသင်းတွေနဲ့အနည်းငယ်ကွဲပြားပါတယ်။ Paris မြို့ဆိုတာပြင်သစ်နိုင်ငံရဲ့မြို့တော်ဖြစ်သလိုကမ္ဘာထိပ်တန်းမြို့ကြီးတွေထဲကတမြို့အပါအဝင်ဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုကမ္ဘာကျော်မြို့ကြီးမှာနိုင်ငံအဆင့်ဒါမှမဟုတ်ဥရောပအဆင့်ရှင်ပြိုင်နိုင်စွမ်းရှိတဲ့ Paris မြို့ကိုစားပြုအသင်းတစ်သင်းဟာ1960ကျော်ကာလအထိမရှိနေခဲ့ပါဘူး။အဲဒီလိုနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးပြည်ရင်းမှာတော့ရေမောင်တန်းနိုင်တဲ့ကလပ်အသင်းတစ်သင်းမရှိတာကို FFF လို့ခေါ်တဲ့ French Football Federation ပြင်သစ်ဘောလုံးအဖွဲ့အစည်းက၈၀ရာတခုလို့မြင်လာကြပါတယ်။ ်ပြင်သစ်နိုင်ငံရဲ့တခြားမြို့ကြီးတွေဖြစ်တဲ့မာဆယ်လီယွန်စိန့်ဒိန်စားရဲမြို့တွေဟာပြည်ရင်းပြည်ပရှင်ပြိုင်နိုင်စွမ်းရှိတဲ့ဘောလုံးအသင်းတွေကိုပိုင်ဆိုင်ထားပြီးနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Paris မှာတော့အဲ့ဒီလိုပြည်ရင်းပြည်ပအဆင့်မြင့်ပြိုင်ပွဲတွေမှာရှင်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းမရှိခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ Paris မြို့ဟာနိုင်ငံရေးအရစီးပွားရေးအရဂုံတိတ်ခါပိုင်းအရပြည်ရင်းပြည်ပမှာရှင်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းအသင်းတည်ထောင်နိုင်ဖို့ဖိအားပေးခံခဲ့ရပါတယ် အဲ့ဒီလိုအဖက်ဖက်ကဖိအားတွေကြောင့်1969ခုနှစ်မှာ Gain Crescent လို့ခေါ်တဲ့စီးပွားရေးသမားတယောက်ကဦးဆောင်ပြီး Paris FC ဆိုပြီးစတင်တည်ထောင်ခဲ့ပါတယ်။ဒါပေမဲ့လည်းပြဿနာကဒီအသင်းဟာနမဲသာရှိနေပြီးတော့ဘယ်ပြိုင်ပွဲမှမဝင်ရောက်ရှင်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။အဲ့ဒါကြောင့်သူတို့အနေနဲ့ပြည်တွင်း League တစ်ခုခုမှာနေရာရနေပြီးသားဖြစ်တဲ့အသင်းတစ်သင်းနဲ့ပူးပေါင်းဖို့လိုအပ်လာခဲ့ပါတယ်။ တဖက်မှာတော့ Paris မြို့နဲ့ကီလိုမီတာ20အကွာလောက်မှာရှိတဲ့ Saint Germain and Lille မြို့လေးမှာတော့1904ခုနှစ်ကတည်းကတည်ထောင်ထားတဲ့ Stade Saint Germain လို့ခေါ်တဲ့ကလပ်အသင်းတစ်သင်းရှိပါတယ်။ဒါပေမဲ့လည်းသူတို့ဟာအသင်းတည်ထောင်တဲ့ကနေ1980ခုနှစ်ထိဒုတိယရန်လိအထိသာတက်လှမ်းနိုင်ခဲ့ပြီးပထမရန်မှာရှင်ပြိုင်နိုင်စွဲမရှိခဲ့ပါဘူး။ဒီလိုနဲ့ Premier League တစ်ခုခုမှာကစားရဖို့လိုအပ်နေတဲ့ Paris FC နဲ့ပရိသတ်အခိုင်အမာရရှိပြီးငွေအားလိုအပ်နေခဲ့တဲ့ Stade Saint Germain တင်းတို့ပူးပေါင်းဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ပဲအသင်းနှစ်သင်းဖြစ်တဲ့ Paris FC နဲ့ Stade Saint Germain တို့ခုကိုပေါင်းစည်းခဲ့ပြီး Paris Saint Germain ဆိုပြီးတော့ကျွန်တော်တို့အားလုံးသိတဲ့ PSG ရဲ့လို့ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အဓိကပြောရရင် PSG ဆိုပြီး1980ခုနှစ် August လ12ရက်နေ့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့အသင်းစတည်ထောင်ခဲ့တဲ့နှစ်မှာပဲ PSG တို့ဟာဒုတိယရန်လီမှာစတင်ကစားခဲ့ရပါတယ်။သူရဲ့အသင်းတီထောင်တဲ့ပထမဆုံးရာသီဟာကောင်းမွန်ခဲ့ပြီးရာသီကုန်မှာတော့ပထမရန်းကိုချက်ချင်းတန်းတက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းအတင်းတိထောင်ပြီးနှစ်နှစ်အကြာမှာပဲအတင်းတွင်းမှာအကွဲချောင်းလေးတွေဖြစ်ပေါ်လာခဲ့ပြီးအတင်းအတင်းကွဲထွက်ဖို့ဖြစ်လာခဲ့ပါတယ်။ပြဿနာရဲ့အဓိကအကြောင်းရင်းကတော့ Paris မြို့တော်ဝင်တဲ့ကောင်စီဝင်အဖွဲ့ဝင်တွေဟာ Paris Saint Germain ဆိုတဲ့အတင်းနာမည်ကနေ Saint Germain ဆိုတဲ့ Paris မြို့နာကမြို့နာမည်ကိုဖြုတ်ချပေးမှသာငွေကြေးဆက်လက်ပံ့ပိုးပေးနိုင်မယ်လို့ပြောဆိုခဲ့တာကြောင့်ဖြစ်ပါတယ်။ သူတို့ဘာလို့အဲ့ဒီလိုဖယ်ချခိုင်းခဲ့တာလဲဆိုရင်တော့သူတို့ဟာ Paris မြို့ကိုစားပြုအသင်းအဖြစ် Paris FC လို့သာခေါ်တွင်ကြခဲ့တာကြောင့်ဖြစ်ပြီးတော့ဘေးနားက Stadium Saint Germain မြို့တော်နာမည်ဖြစ်တဲ့ Saint Germain နာမည်ကိုတော့ဖြုတ်ချခြင်းခဲ့တာပါ။ဒါပေမဲ့လည်း club ဦးဆောင်သူနဲ့ပရိသတ်တွေကတော့ Saint Germain ဆိုတဲ့နာမည်ကိုဆက်လက်သုံးစွဲခြင်းခဲ့ပြီးဖယ်ရှားဖို့ညှင်းပယ်ခဲ့ပါတယ်။အလိုနဲ့1982ခုနှစ်မှာတော့ Paris FC နဲ့ PSG ဆိုပြီးအသင်းနှစ်သင်းပြန်လည်ကွဲထွက်သွားခဲ့ပါတယ်။ Paris FC ကတော့ Ligue 1မှာဆက်လက်ကစားခွင့်ရခဲ့ပြီးမြို့တော်ဝင်ရဲ့ငွေကြေးထောက်ပံ့ပေးမှုကိုလည်းရရှိခဲ့ပါတယ်။ PSG အနေနဲ့တော့တတိယရန်လိအထိတန်းစင်ခဲ့ရပြီးတော့အစားကနေပြန်စားခဲ့ရပါတယ်။ဒါပေမဲ့သူတို့နောက်မှာတော့အမာဂန်ပရိသတ်အမြောက်အများရှိနေခဲ့ပါတယ်။အဲဒီလိုအစားကနေပြန်စားခဲ့ရပေမဲ့လည်းသူတို့ဟာနှစ်နှစ်ဆက်တိုက်တန်းတက်နိုင်ခဲ့ပြီးတော့နှစ်နှစ်အကြာဖြစ်တဲ့1984ခုနှစ်မှာပဲ Ligue 1ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။1984ခုနှစ်မှာတော့ PSG တို့ဟာ Ligue 1မှာအသင်း20ရှိတဲ့အနေနဲ့ အဆင့်15နဲ့ရာသီပိတ်ပင်းခဲ့ပါတယ်1985မှာတော့အဆင့်14 1986မှာအဆင့်9စသဖြင့်တဖြည်းဖြည်းတိုးတက်လာနေခဲ့ပါတယ်1980 81ရာသီမှာတော့သူတို့ကအသင်းသမိုင်းတစ်လျှောက်အဆင့်အမြင့်ဆုံးအဖြစ်အဆင့်9နဲ့ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။အဲဒီနောက်1982-83ရာသီမှာတော့သူတို့ဟာအဆင့်3နဲ့ရာသီပိတ်သိမ်းနိုင်ခဲ့ပြီးအသင်းသမိုင်းတစ်လျှောက်ပထမဆုံးဥရောပပြိုင်ပွဲအဖြစ် UEFA Cup Winner Cup ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ PSG တော့အတင်းစတီထောင်ခဲ့တဲ့နှစ်ကနေစပြီးဥရောပဝင်ခွင့်ရဖို့12နှစ်သာကြာမြင့်ခဲ့ပါတယ်1983 84ရာသီမှာတော့ UEFA Cup Winner Cup Quarter Final နဲ့အတူရောက်ရှိခဲ့ပြီး Juventus ကိုရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်1985 86ရာသီမှာတော့ PSG တော့ဟာနီးပြတ် Gerard Holia ရဲ့ဦးဆောင်မှုနဲ့အတူအတင်းသမိုင်းတစ်လျှောက်ပထမဆုံးသော Ligue 1ဖလားကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်အဲ့နောက်နောက်ရသည်ဖြစ်တဲ့1986 89ရာသီမှာတော့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးသော European Cup ယခုအခေါ်ချန်ပီယံလိဂ်ကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။အဲဒီနှစ်မှာတော့16သင်းရှုံးထွက်အဆင့်မှာချက်ကိုစလိုဗာကီးယားအသင်းတစ်သင်းဖြစ်တဲ့ဗစ်ကိုဗိုက်အသင်းကိုရှုံးနိမ့်ပြီးထွက်ခွာခဲ့ရပါတယ်။အဲဒီနောက် PSG တို့ဟာရုံးလိုက်ကန်လိုက်နဲ့ပဲရှိနေခဲ့ပါတယ်။1990ကျော်ကာလကတော့ PSG တမိုင်းမှာအရေးပါတဲ့အသွင်ကူးပြောင်းရေးကာလဖြစ်ခဲ့ပါတယ်။1992ခုနှစ်မှာတော့ပြင်သစ် TV channel တစ်ခုဖြစ်တဲ့ Canal Plus ဟာ PSG အသင်းကိုဝယ်ယူခဲ့ပြီးယင်းနှမြုံနယ်မှုများစွာပြုလုပ်ခဲ့ကခေတ်သစ်တစ်ခုစတင်ခဲ့ပါတယ်။ 1993-94ရာသီမှာတော့အသင်းသမိုင်းတက်ရှော့ဒုတိယအကြိမ်ဖြစ်လီဘူဝမ်ဖလားကိုတင်ပိုက်နိုင်ခဲ့ပါတယ်။1994-95ရာသီမှာတော့ပြည်ရင်းဖလားနှလုံးဖြစ်တဲ့ Coupe de France နဲ့ Coupe de La Ligue စတဲ့ဆုဖလားတွေကိုစုခူးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ PSG ကပြည်ရင်းမှာအင်အားကြီးအသင်းတစ်သင်းဖြစ်လာခဲ့ပြီးဥရောပပြိုင်ပွဲပုံမှန်ဝင်ရောက်ကစားနိုင်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။1995-96ခုနှစ်မှာတော့ PSG တို့ကနီးပြတ် Louis Fernandez နဲ့အတူ အတင်းသမိုင်းတစ်လျှောက်ပထမဆုံးသောဥရောပဆုပလာအဖြစ် UEFA Cup Winner Cup ကိုရယူနိုင်ခဲ့ပါတယ်။သူတို့က Final မှာ Rapid Vienna အတင်းကို1-0နဲ့အနိုင်ယူပိုဆွဲခဲ့တာဖြစ်ပါတယ်။အဲဒီနောက်2000ခုနှစ်အစောပိုင်းကာလတွေမှာတော့ PSG တို့ကရုန်းကန်ခဲ့ရပြီးဆုပလာတွေနဲ့ဝေးကွာခဲ့ရပါတယ်။အဲဒီကာလတွေမှာ Ronaldinho လိုကစားသမားမျိုးကိုပိုင်ဆိုင်ခဲ့ရပေမဲ့လည်းအတင်းလိုက်မှာတော့ရုန်းကန်ခဲ့ရပါတယ်။အဲ့ဒီကာလအတွင်းမှာ PSG တို့ဟာ League 1ကိုမရှင်ပြိုင်နိုင်ခဲ့ပဲပြီးရင်းရှုံးထွက်ပလာအချို့သာဆုတ်ခူးနိုင်ခဲ့ပါတယ် ဒီလိုနဲ့2017ခုနှစ်ဇွန်လမှာတော့ QSI လို့ခေါ်တဲ့ Qatar Sport Investment ကနေပြီးတော့ PSG ရဲ့80ရာခိုင်နှုန်းကိုဝယ်ယူခဲ့ပြီးအသင်းရဲ့အကြီးမားဆုံးအပြောင်းအလဲကြီးဟာလည်းပဲစတင်ခဲ့ပါဗျ။အသင်းပိုင်ရှင်သစ်လက်ထက်ယာတီတစ်ဖြစ်တဲ့2017ဆနစ်ယာတီမှာတော့ PSG တို့ဟာကလပ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြွေးတွေနဲ့အတူ Javier Pastor, Thiago Motta, Alex Matuidi စားတဲ့ထိပ်တန်းကစားသမားတွေကိုခေါ်ယူစာချုပ်ချုပ်ခဲ့ပါဗျ။အဲဒီနောက် PSG တို့ဟာနီးပြအဖြစ် Ancelotti ကိုတာဝန်ပေးအပ်ခဲ့ပါဗျ။ အဲ့ဒီနောက်သူတို့ဟာ2023ကနေ2020အတွင်းမှာလီဂူဝမ်ဖလာ9လုံးထိစုကူးနိုင်ခဲ့ပြီးတခြားသောစုဖလာပေါင်းများစွာလည်းစုကူးနိုင်ခဲ့ပါတယ်ပြည်ရင်းမှာဆိုမိုပီးတဲ့နောက်မှာတော့ PSG တို့ကဘောလုံးလောကမှာအဆင့်မြင့်ဆုံးစုဖလာဖြစ်တဲ့ချန်ပီယံလိရယူနိုင်ဖို့အမျိုးမျိုးကြိုးစားခဲ့ပါတယ်အဲ့ဒီကာလအတွင်းမှာသူတို့ဟာတီယာဂိုဆီလ်ဗာ၊နေမာ၊အီဗရာဟီမိုဗစ်၊ကာဗာနီ၊ဒန်နီယယ်လ်ဝက်စ်၊မာကွင်းဟို၊ဒီမာရီယာ၊ဗာရက်တီ၊အမ်ဘပေ၊မက်ဆီစတဲ့ကမ္ဘာအကောင်းဆုံးဆိုတဲ့ကစားသမားပေါင်းစုံခေါ်ယူပြီး ချန်ပီယံလိဘလားရယူနိုင်မှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့လည်း PSG တို့ကအဲ့ဒီကာလအတွင်းမှာ final တကြိမ်သာတက်ရောက်နိုင်ခဲ့ပြီးအဲ့ဒီတကြိမ်မှာလည်း Bayern Munich ကိုရှုံးနိုင်ခဲ့ရပါတယ်။အဲ့ဒီနောက်အောင်မြင်မှုကိုရယူခြင်း superstar တွေနဲ့ရယူနိုင်မှာမဟုတ်ဘူးဆိုတာကို PSG တို့သဘောပေါက်ခဲ့ပါတယ်။အဲ့ဒီနောက် PSG တို့ကပုံစံမတူတဲ့အသွင်ကူးပြောင်းရေးကာလကိုစတင်အသက်သွင်းခဲ့ပါတယ်။ဒီလိုနဲ့2023ခုနှစ်ဇူလိုင်5ရက်နေ့မှာတော့ PSG တို့ဟာနီးပြတ်သည့်အဖြစ် Luis Enrique ကိုစတင်ခန့်အပ်ခဲ့ပါတယ် ၂၀၂၃နှစ်ရာသီမှာတော့သူတို့ဟာ Manuel Ugarte, Lucas Hernandez, Dembele, Colomuani, Goncalo Ramos, Bacola စတဲ့ကစားသမားတွေကိုခေါ်ယူအားဖြည့်ခဲ့ပါတယ်။ဒီကြိမ် PSG ကိုရွှေ့လိုက်တဲ့အရွေးကိုအားလုံးကအံ့အားသင်ခဲ့ကြပါတယ်။သူတို့ဟာ Yellow you know, Star Player တွေကိုဈေးကြီးပေးပြီးဝယ်တာမဟုတ်ဘဲအသင်းနဲ့ကိုက်ညီမဲ့ကစားသမားတွေကိုရွေးချယ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီရာသီမှာတော့ PSG တို့ဟာ Ligue 1 Champion နဲ့အတူ Premier League 3လုံး Champion ဖြစ်ခဲ့ပြီး Champion League မှာတော့ Semi-final ကနေထွက်ခွာခဲ့ရပါတယ်။ အဲ့ဒီရတီမှာတော့ PSG တို့ကကစားပုံပိုင်းအရတိတ်အားရစရာမရှိခဲ့ပေမဲ့လည်းအတင်းသွားနေတဲ့လမ်းကြောင်းကအောင်မြင်မှုနဲ့နီးစပ်နေပြီဆိုတာကိုတော့ဘယ်သူမှသတိမထားမိခဲ့ကြပါဘူးဒီလိုနဲ့နောက်ရတီဖြစ်တဲ့2024 25ရာသီမှာတော့ PSG တို့ဟာပြည်ရင်းဖလားသုံးလုံးအပါအဝင် Champions League ဖလားကြီးကိုအတင်းသမိုင်းတစ်လျှောက်ပထမဆုံးအချိန်ရယူသွားနိုင်မယ်ဆိုတာကိုတော့သူတို့ကိုယ်တိုင်လည်းသိခဲ့မယ်မထင်ပါဘူးလူရည်မှာတော့အတင်းရအတိကကစားသမားဖြစ်တဲ့ Kylian Mbappe ဟာ Real Madrid ကိုပြောင်းရွှေ့သွားခဲ့တာကြောင့် PSG တို့ကိုဘယ်သူမှအထင်မကြီးခဲ့ကြပါဘူး ဒါအပြင်နွေရာသီအပြောင်းရွှေ့မှာလည်းပဲ PSG တို့ဟာဒဇာယာဒိုဝီ16နှစ်နဲ့ဂျာအိုနီဗက်16နှစ်တို့လိုလူငယ်ကစားသမားတွေကိုဒါအသားပေးခေါ်ယူခဲ့တာကြောင့်အားလုံးဟာ PSG တို့အနေနဲ့အချိန်တစ်ခုယူရလက်အောင်မယ်လို့ထင်ထားခဲ့ကြတာပါတကယ်တမ်းရာသီစတင်ချိန်မှာလည်းပဲပြည်တွင်းမှာတော့တက်တောင့်တက်တာရှိနေခဲ့ပေမဲ့ချန်ပီယံလိမှာတော့အားလုံးထင်ထားတဲ့အတိုင်းရုန်းကန်ခဲ့ရပါတယ် PSG ကပုံစံသစ်အုပ်စုပြိုင်ပွဲအဖြစ်ကျင်းပတဲ့နေ့မှာအုပ်စုအဆင့်ကနေကြော်ဖြတ်ဖို့တော့မနေရုန်းကန်ခဲ့ရပါတယ် အိုဆိုအဖွဲ့ပွဲစဉ်ဖြစ်ကစားခဲ့တဲ့စပိန်ကလပ်ဂီရိုနာနဲ့ပွဲစဉ်မှာလည်းပဲကြီးမြောင်းတဲ့အနိုင်ရလက်အဖြစ်ဝမ်းစီးနဲ့သာအနိုင်ရရှိခဲ့ပါတယ်။ဒုတိယမြောက်ပွဲစဉ်ဖြစ်အာဆင်နယ်ကိုဝေးကွင်းမှာတွားရောက်ရင်ဆိုင်ကစားရမှာတော့ PSG တို့ဟာကစားပုံအရဆူရွားခဲ့ပြီးနှကိုးပြတ်ရှုံးနေခဲ့ရပါတယ်။ဝဲစဉ်3ဖြစ် PSP နဲ့ကစားခဲ့တဲ့ပွဲမှာတည်ကျခဲ့ပြီးတဲ့နောက်မှာတော့ PSG တို့အတွက်တိုင်းရိုက်စကြောက်တင်အဆင့်ကိုတက်ရောက်နိုင်မဲ့အခွင့်အရေးဟာလည်းပဲမိမ့်မိန်သွားခဲ့ရပါဗျ။အဲဒီနောက်သူတို့ဟာ playoff ကနေတက်ရောက်နိုင်ဖို့ကသာအားကိုးနေခဲ့ရပါဗျ။ ပွဲစဉ်လေးမှာတော့အင်ဂွင်းမှအတလီတိကိုမက်ဒရစ်ကိုရှုံးနိုင်ခဲ့ပြီးတဲ့နောက် PSG တို့ဟာ playoff ကနေအုပ်စုအဆင့်တက်ရောက်ဖို့အတွက်တောင်မတိမချဖြစ်ခဲ့ပါဗျ။ဒါကြောင့် PSG တို့ကိုရာသီအစမှာကောအုပ်စုပွဲစဉ်အတွင်းမှာပါဘယ်သူကမှ champion လောင်းအဖြစ်မတက်မတ်ခဲ့ကြပါဘူး။ပိုဆိုးတာကပွဲစဉ်၅မှာပါ Bayern Munich ကိုထပ်မံရှုံးနိုင်ခဲ့ပါဗျ။သူတို့ဘလောက်တောင်အချင်းနေရီစိုးနေခဲ့လဲဆိုရင်တော့ပွဲစဉ်စုစုပေါင်း၅ပွဲကစားပြီးချိန်ဒီရမတ်စုစုပေါင်း၄မှတ်သာရရှိထားပြီးတော့ဇယားအောက်ကပ်နေခဲ့တာဖြစ်ပါတယ် ဒါပေမဲ့လည်းပွဲစဉ်6အဖြစ်ဆယ်ဘက်အသင်းကို3ခုပြတ်အနိုင်ရရှိပြီးတဲ့နောက်မှာတော့ဒါရီအားလုံးဟာပြောင်းလဲသွားခဲ့ပါတယ်။သူတို့ဟာအဲ့ဒီပွဲစဉ်ကနေစပြီးတပွဲချင်းတိုးတက်လာခဲ့သလိုအသင်းတစ်သင်းလိုလည်းစီစီလုံးလုံးရှိခဲ့ကြပါတယ်။အဲ့ဒီနောက်ပွဲစဉ်ခုံအဖြစ်ကစားခဲ့တဲ့ Man City နဲ့ပွဲစဉ်မှာတော့ PSG တို့ဟာ4-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးစိတ်သက်သာရပြန်လည်ဦးမောလာနိုင်ခဲ့ပါတယ်။ အဲ့နောက်အဆူနောက်ဆုံးပွဲစဉ်ဖြစ်ကစားခဲ့တဲ့ Stuttgart နဲ့ပွဲစဉ်မှာလည်းပဲ၄ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့် PSG တို့ဟာအဆူအတွင်း၈ပွဲကစားရမှတ်၃မှတ်အဆင့်၅နဲ့အတူ16သင်းအဆင့်တက်ရောက်နိုင်ဖို့အတွက် Playoff ကစားခွင့်ရရှိခဲ့ပြီးတော့ပြည်တွင်း Club Brest နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ။ press နဲ့ပွဲစဉ်မှာတော့ PSG တို့ဟာတက်တောင့်တက်တာနှစ်ကြော်ပေါင်း9ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး16သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒီအချိန်ထိ PSG ကိုဘယ်သူမှအထင်မကြီးကြသေးပါဘူးစကြောက်သင်းအဆင့်မှာသူတို့တွေးဆုံနေခဲ့တာကတော့ Champions League အုပ်စုအဆင့်မှာပထမနေရာရခဲ့တဲ့ Liverpool လို့ဖြစ်နေခဲ့တာကြောင့် PSG တို့ကိုဒီအဆင့်ကနေအိမ်ပြန်ရပြီလို့အားလုံးကတွေးထားခဲ့ကြတာပါဒါပေမဲ့တကယ်တမ်း Liverpool နဲ့တွေးဆုံကစားခဲ့တဲ့ပွဲစဉ်မှာတော့အားလုံးရဲ့အမြင်ဟာပြောင်းလဲသွားခဲ့ပါတယ် ပထမအကြောဖြစ်အိမ်ငွေးမှလက်ခံကစားခဲ့တဲ့ပွဲစဉ်မှာတော့ PSG တို့ဟာကစားပုံပိုင်းတိတိတတ်တာကောင်းမွန်ခဲ့ပြီးဒီပါဘူးကိုသမားအလီဆင်ရဲ့လက်စွမ်းပြမှုကြောင့်သာဝမ်းစည်းဆိုတဲ့ရာသီနဲ့ရှုံးနေခဲ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာ PSG တို့ဟာရှုံးနေခဲ့ပေမဲ့ဒုတိယအကြောပွဲစဉ်မှာတော့ဒမ်ဘီလီရဲ့တလုံးသေးသောအနိုင်ကိုနဲ့အတူနှစ်ကြော့ပေါင်း1-1တည်ရကြခဲ့ပါတယ်အဲဒီနောက်အချိန်ပိုမှလည်းပဲတည်ရထက်ကြခဲ့တာကြောင့်ပယ်နယ်တီအဆုံးအဖြတ်တိရောက်ရှိခဲ့ပါတယ် ပရဒီအဆုံးဖြတ်မှာတော့ဒီပွဲလုံးလက်စွမ်းပြလာခဲ့တဲ့ဂိုဒမားဒေါ်နာရူမာရဲ့လက်စွမ်းပြမှုနဲ့အတူ PSG တို့ဟာချန်ပီယံလိကွာတာဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒီအချိန်မှာတော့ PSG ကိုဘယ်သူမှအထင်မသေးရတော့ပါဘူး။ကွာတာဖိုင်နယ်မှာတော့ PSG တို့ဟာနီးပြအောင်ဖြစ်သူ Unai Emery ရဲ့ Aston Villa နဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်။ဒီပွဲစဉ်ကိုတော့အားလုံးက PSG အနေနဲ့အလွယ်တကူအနိုင်ရရှိသွားလိမ့်မယ်လို့ထင်ထားခဲ့ကြပါပေမဲ့တကယ်တမ်းမှာတော့အကျဉ်းနဲ့ရှိခဲ့ပါတယ်။ ပထမကြော့အင်ကွဲမှာတော့ PSG တို့ဟာ3-1ဆိုတဲ့ရလနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ဒုတိယကြော့မှာတော့ PSG တို့ဟာငိုးပြက်နိုင်နေရကနေ3-2နဲ့ပြန်လည်ရှုံးနေခဲ့ပါတယ်။ဒါပေမဲ့လည်းနှစ်ကြော့ပေါင်း5-4ဆိုတဲ့ရလနဲ့ semi-final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ semi-final မှာတော့ PSG တို့ဟာ Pirin Flat မျောလင်းချက်မရှိတော့တဲ့ Champions League Flat ကိုသာအားခဲထားခဲ့တဲ့ Arsenal နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီတစ်သိန်းဟာအုပ်စုပွဲစဉ်အတွင်းမှာလည်းပဲတစ်ကြိမ်တွေ့ဆုံခဲ့ဘူးပြီးတော့ Arsenal ကအနိုင်ရရှိထားတာပါ။ ဒါကြောင့်လည်းအများစုကဒီပွဲစဉ်မှာအာဆင်နယ်ကပဲအနိုင်ရရှိသွားပြီးဘောလုံးပွဲကိုတက်ရောက်သွားမယ်လို့ထင်ထားကြတာပါတကယ်တမ်းကစားချိန်မှာတော့ PSG တို့ဟာပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်ပထမအကြော့အဝေးကွင်းမှာ1-0နဲ့အနိုင်ရရှိခဲ့ပါတယ်ဒုတိယအကြော့အဝေးကွင်းမှာတော့2-1နဲ့အနိုင်ရရှိခဲ့ပြီး final ကိုထိုက်ထိုက်တန်တန်တက်ရောက်နိုင်ခဲ့ပါတယ် final မှာတော့ PSG တို့ဟာ Inter Milan နဲ့တွေ့ဆုံခဲ့ပါတယ် Inter Milan တို့ဟာ Barcelona ကို2ကြော့ပေါင်း9ဂိုးသွင်းယူပြီးတက်လာခဲ့တာကြောင့်ခံစစ်အသားပေးကစားတဲ့အသင်းဖြစ်တာကြောင့်ပါ PSG တို့အတွက်ခက်ခဲလိမ့်မယ်လို့ထင်ထားခဲ့ကြတာပါ ဒါပေမဲ့တကယ်တမ်းကစားချိန်မှာတော့ PSG ကချန်ပီယံလိဖိုင်နယ်ကိုပုံမှန်ပြင်သစ်လီဂူဝန်ပွဲစဉ်တစ်ပွဲလိုကစားသွားခဲ့သလိုအသာအရာ၅ခုပြတ်အနိုင်ရရှိခဲ့ပါဗျ။အဲ့ဒီပွဲစဉ်မှာတော့နွေရာသီလုံးကမှခေါ်ယူထားခဲ့တဲ့လူငယ်ကစားသမားလေးနှစ်ယောက်ဖြစ်တဲ့ Yao Universe နဲ့ Desire Duwe တို့ဟာလည်းပဲအထူးခြေစွမ်းပြသခဲ့ကြပါဗျ။ဒါအပြင်အစွန်ပြစ်ခန့်ကစားသမားဘဝကိုရောက်ရှိနေပြီဖြစ်တဲ့ Osmanen Dembele ဟာလည်းပဲဒီလမ်းကြောင်းတစ်လျှောက်လုံးမှာအကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီးဘလိုနီယောရရှိဖို့ပါရေပန်းစားနေခဲ့ပါဗျ။ ဒီလိုနဲ့ PSG တော့ဟာအသင်းတည်ထောင်တဲ့1980ခုနှစ်ကနေစတင်ပြီး2025ခုနှစ်မှာတော့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးသောချန်ပီယံလိဘလာဂျီကိုထိုက်တိုက်တန်တန်ဆုတ်ခူးသွားနိုင်ခဲ့ပါတယ်။ PSG အသင်းကို QSIM အဖွဲ့ကဝယ်ယူပြီးတဲ့နောက်သူတို့ရဲ့တခုတည်းသောရည်မှန်းချက်ဟာဥရောပအဆင့်မြင့်ဆုဖလားဖြစ်တဲ့ Champions League ရယူနိုင်မှုဖြစ်ပါတယ်။ဒါကြောင့်သူတို့ဟာ billion ချီရဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံပြီးအောင်မြင်မှုကိုရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့လည်းဘလောက်ပဲပတ်စံတွေတုံးတော့ဘလို့ပဲအကောင်းဆုံးကစားသမားတွေခေါ်ခေါ် ဘလို့အတော်ဆုံးနှိပြမျိုးကိုခေါ်ကောအောင်မြင်မှုကိုတော့မရှာတွေ့ခဲ့ပါဘူးနောက်ဆုံးမှာတော့ကာတာပိုင်ရှင်တွေကငွေနဲ့စတာတွေကိုပတ်ဝယ်နေတာတဲ့ဆိုင်အတင်းတင်းကိုစနစ်တကျတိဆောက်ပြီးအနာဂတ်အစီအစဉ်တွေချမှတ်တာကအောင်မြင်မှုနီးလန်းအမှန်ဆိုတာကိုသိရှိသွားပြီးတဲ့နောက်မှာတော့ယခုလိုကြီးကျက်ခမ်းနားတဲ့တမိုင်းဝင်အောင်မြင်မှုကြီးကိုစုခုသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဘောလုံးအတင်းတင်းဟာငွေ၃နိုင်လဲမအောင်မြင်နိုင်သလိုအကောင်းဆုံးကစားသမားတွေကိုခေါ်တိုင်းလဲမအောင်မြင်နိုင်ဘူးဆိုတာသိတာတင်ရှားပါရစေ။ သူတို့ဟာချန်ပီယံလိအပြင်ပြည်တွင်းဖလားနှလုံးနဲ့အတူဖလားသုံးလုံးကိုရယူနိုင်ခဲ့တဲ့ကိုးသင်းမြောက်အသင်းလည်းဖြစ်လာခဲ့ပါဗါးဒါအပြင်အသင်းရဲ့နီးပြဖြစ်သူ Louis Enrique ဟာလည်းပဲ Guardiola ပြီးနောက်မတူညီတဲ့ club အသင်းနှစ်သင်းနဲ့ treble ရယူနိုင်တဲ့နီးပြဖြစ်လာခဲ့ပါတယ်။ကျွန်တော်ရင်းနဲ့တင်ဆက်ပေးခဲ့တာကတော့ PSG တို့အနေနဲ့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးသော Champions League ဖလားကြီးကိုဘယ်လိုရယူနိုင်ခဲ့လဲဆိုတာပဲဖြစ်ပါတယ်။အဆုံးနေ့ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ပေးဖို့တောင်းဆိုပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။